1930ပြည်နှစ်မှာစတင်ခဲ့တဲ့ Empire State Building ဟာဒီတမကခက်ခဲတဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အဲဒီအချိန်ကအမေရိကန်ရဲ့စီးပွားရေးပြတ်ကက်ကြီးကာလဖြစ်နေတဲ့အတွက်ဘလော့ကန်ရှားပါပြီးတော့ project တစ်ခုကိုချိန်မီပြီးစီးဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့အနေထားပါ။ဒါပေမဲ့ Empire State Building ကိုတိဆောက်ခဲ့တဲ့အလုပ်သမားတွေဟာစီးပွားရေးပြတ်ကက်ကိုစိန်ခေါ်ပြီးတော့လုပ်ခဲ့ကြပါတယ်။သူတို့ကကောင်းကင်ယံကတန်းတိုင်းတွေပေါ်မှာအသက်အမကန်မှာပါပဲအလုပ်လုပ်ခဲ့ကြပြီးတော့ဇောင်းကြီးကိုအမြန်ဆုံးနှုံးနဲ့ပြီးစီးအောင်တိဆောက်နိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့ အန်နီရဲ့ကြားမှာလှုပ်လှုပ်ခဲ့ရတဲ့သူရဲကောင်းလှုပ်သမားတွေရဲ့ဇလံကိုလေ့လာကြည့်အောင်ပါမြန်မာယာစတိတ်ဘေးဒင်းကိုတိဆောက်ဖို့အတွက်သမိုင်းဝင်စံချိန်တစ်ခုသတ်မှတ်ထားပါတယ်အဲဒါကတော့တိဆောက်ဖို့အလွန်တိုးတောင်းတဲ့ချိန်ကပေးခဲ့တာပါဒီလိုအလင်းစလိုတိဆောက်ရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ပြန်ဘက်တွေဖြစ်တဲ့ Chrysler ဘေးဒင်းကို ကျော်လွန်ပြီးဘဝအမြင့်ဆုံးစောင့်အောင်ဖြစ်ဖို့ပါ1939ခုနှစ်မလ18ရက်နေ့မှာစတင်တိဆောက်ခဲ့ပြီးတော့လုံသမားတွေကတနေ့ကို24နာရီ9ရက်လုံးလုံးမနာဘဲလွတ်လုပ်ခဲ့ကြပါတယ် အဆောင်ရဲ့62ထက်အထိအဓိကတာမိတိဆောက်ပုံကိုတက်ဆင်ရမှာလောသမားတွေက၄ရက်ကိုတထန်းတုံးနဲ့စံချိန်ရင်တိဆောက်နိုင်ခဲ့ပါတယ်။ရေမြန်တော့ကဒီနေ့ခေတ်နှီးပညာနဲ့တော့မယုံကြည်နိုင်စရာပါ။ဒီလိုရှယ်ယုံမြင့်တိဆောက်နိုင်ဖို့အတွက်လောသမားပေါင်း3400ကျော်ကိုအသုံးပြုခဲ့ကြပါတယ်။ဒုသဖြင့်မောဟအနီအိန္ဒိယမျိုးနွယ်စုဝင်တွေဖြစ်တဲ့ Iron Walker တွေဟာအမြင့်မှာအလုပ်လုပ်ရမှာကြွညင်တဲ့အတွက်သူတို့ဟာအမြင့်မေတထောင်ယောဂတန်တိုင်းတွေပေါ်မှာအသက်အန္တရာယ်ကိုမကြောက်ဘဲနဲ့ပေါ့ပေါ့ပါပါလမ်းလျှောက်ပြီးတော့လှုပ်လှုပ်ခတ်ကြပါတယ် သူတို့ဟာတည်ခြင်းတရားကိုလုံးဝမကြောက်တဲ့အတွက်လည်းရံမဲကြော်ခဲ့ပါတယ်။ Empire State Building ကိုတိဆောက်ခဲ့ခြင်းကလူသမားတွေအတွက်လုံခြုံရေးဆိုတာသိမရှိခဲ့ပါဘူး။ဒေထဲမှာကြီးနောင်ထားတဲ့လုံခြုံရေးကြိုးတွေပိုက်ကွန်တွေဟာရှားပါးလှပါတယ်။သူတို့ဟာတံမီးဒန်းတွေပေါ်မှာပဲကခုန်နေသလိုလှုပ်လှုပ်ခဲကြပါတယ်။ဓာတ်ပုံဆရာနဲ့ဗီဒီယိုရိုက်ကူးသူတွေဟာလူသမားတွေရဲ့ဒီလိုအန္တရာယ်ကြီးတဲ့အလုပ်တွေကိုပန်းတန်းတင်ခဲ့ပါတယ်။မြင့်မေထောင်းရအကွာကကျင်းမြောင်းတဲ့တန်တိုင်ပေါ်မှာထိုင်ပြီးဟေးလေသာစားနေတဲ့ပုံတွေစီးလေးတောင့်နေတဲ့ပုံတွေ ချင်းချင်းပြပြွှင်ရှင်စားနောက်နေတဲ့ပုံမယားဒီနေ့အချိန်ထိလူသားရဲရင်မှုကိုပြသတဲ့အင်ဂိရအဖြစ်ကြံရှိနေသေးပါတမ်မီတိုင်းမျိုးကိုဆက်တဲ့အခါမှာလဲတန်ရိပ်သမားတွေဟာနေအောင်ပူနေတဲ့တန်စိုးတွေကိုချင်းချင်းဖြစ်ပေါက်ဖမ်းယူပြီးတော့နေမြသာတန်တိုင်းတွေကိုရိုက်သွင်းခဲ့ကြပါတယ်ဒီတိုင်းတော့ကပြင်းထန်ပြီးတော့အမိုင်းရင်တစ်ခုကတည်ချင်းတရားနဲ့ရင်ဆိုင်ရဖို့ပဲရှိပါတယ်ဇိုယာရဲ့တရားဝင်မှတ်တမ်းတွေအရဒီဆောင်ရေးလုပ်ငန်းစဉ်တစ်လျှောက်မှာလောသမား၅ဦးတည်ဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်ဒါပေမဲ့လည်းလောသမားသမဂ္ဂနဲ့သမိုင်းပညာရှင်တွေကတော့ ။စီးပွားရေးပြက်ကက်ကာလဖြစ်တဲ့အတွက်တည်ဆောင်းသူရေအတွက်ဟာဒီလက်ပုံများနိုင်တယ်လို့ယူဆကြပါတယ်။ပြန်ပြောခရစ်စတာဘေးရင်ဟာအဘအမြင်ဆုံးအဆောင်အပြည့်တိတ်မကြခင်မှာပဲ Empire State Building ကသူ့ကိုကျော်လွန်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ Empire State အဆောင်အဝါ၄၀၀ရက်အတွင်းမှာပြည်စည်းခဲ့ပါတယ်။ဒီလိုအဆောင်အဝါကိုတနှစ်နဲ့၄၅ရက်အတွင်းမှာပြည်သက်နိုင်ခဲ့တာဟာဗီတုကနဲ့အင်ဂျင်နီယာလောကရဲ့မြေုံနိုင်စရာစံချိန်တစ်ခုဖြစ်ခဲ့ပါတယ်။1932ခုနှစ်မေလ၁ရက်နေ့မှာတော့သမ္မတဟာဘတ်ဟူပါဟာဝါရှင်တန် DC ကနေခလုံးနေပြီး Empire State Building ကိုဖွင့်လှစ်ပေးခဲ့ပါတယ်။ဇောင်ကိုပုံစံထုတ်တဲ့အခါဖိတ်ဆုံမီးတိုင်ကိုရီစောက်ခဲ့တာဟာဘရင်စိတ်ပြေအသုံးပြုဖို့ရည်ရွယ်ခဲ့ပေမဲ့ဒေတိုင်းတော်ပြင်းထန်တဲ့အတွက်လက်တွေမှာအသုံးမပြုနိုင်ခဲ့ပါဘူး။ဒီမီးတိုင်ဟာ Empire State Building ကိုကဘာပေါ်မှာတထောင်ပေအထက်ရှိတဲ့အဆောက်အုံတွေထဲမှာထာဝရကျန်ရှိစေခဲ့ပါတယ်။ Empire State Building ကလွန်ခဲ့တဲ့နှစ်60ကျော်ကတည်းကရွေးရောင်းမျိုးအသင်္ကေတအဖြစ်ရပ်တည်ခဲ့ပါတယ်။သူဟာခက်ခဲတဲ့စီးပွားရေးပြက်ကက်ကာလမှာတော့လူသားတွေရဲ့မလျှော်သောဇွဲကိုပိုစားပြုမိခဲ့ပါတယ်။ ပြေဆောင်ကြီးကိုမြင်နိုင်ကျွန်တော်တို့တွေကတန်တိုင်းတွေပေါ်မှာအသက်ကိုစည်ပြီးလှုပ်လှုပ်ခဲ့ကြတယ်နာမည်မသိရတဲ့အလို့သမားသူရဲကောင်းတွေမမေ့သင့်ပါဘူးသူတို့ရဲ့ရဲရင်မှုနဲ့စိတ်ဓာတ်တွေကြောင့်သာအင်မာယာစတိတ်ဘေးရင်ကကမ္ဘာသမိုင်းမှာခါရရင်သက်ရှင်မောဝေရာအမေတခုပြီးရရှိနေခဲ့တာပါယူဂျင်းမင်းတို့ကဘယ်လိုထင်ပါလဲအင်မာယာစတိတ်ဘေးရင်ကိုချိန်တိုတွင်တည်ဆောက်နိုင်ခဲ့တာဟာလူသားတို့ရဲ့စိတ်ဓာတ်ကိုအနံ့ယူခြင်းလားဒါမှမဟုတ်လုံခြုံရေးကိုလစ်လျူရှုခြင်းလားမြင့်မေတထောင်ကျော်ကတန်တိုင်းပေါ်မှာဆိုရင်ရောလှုပ်လှုပ်ရဲပါမလား ကိုရမြင်ကိုကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ဒီလိုကမ္ဘာသမိုင်းဝင်ဇာတ်လမ်းတွေကိုဆက်လက်ကြည့်ရှုဖို့ကျွန်တော်ရဲ့ channel ကို subscribe ခိုင်းလို့ပြီးခဲ့ပြီ online လေးကိုနှိပ်ထားဖို့မမေ့ပါနဲ့